ညမတန် TVB ရဲ့မလ18ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ရေကောက်ပွဲအောင်မြင်ဝိုင်းဝန်းပူပေါင်းဆောင်ရွက်ကြဖို့စစ်ကောင်းဆောင်ကတိုက်တွန်းလိုက်တဲ့သတင်း။နောင်ချိုမှာဖုန်ကြီးကြောင့်လေကြောင်းပုံတဲခံရလို့ကိုရီလေးတွေအပါဝင်ပြည်သူအများအပြားတေဆုံးတန်ရရတဲ့သတင်းနဲ့ဘင်္ဂလားဒေ့ရှ်ငါဖန်သမား26ရက်ကို AA ကပြန်လွှတ်ပေးလိုက်တဲ့သတင်းတွေနားဆင်ကြရပါပါ။ အထူးရွေးကောက်ပွဲကိုအခုနှစ်ကုန်ပိုင်ပြုလုပ်မှဖြစ်တဲ့အတွက်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့ပြည်သူနဲ့အစိုးရပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့အာနာသိန်းစစ်ကောင်ဆောင်ကပြောပါတယ်။မလ16ရက်နေ့ကနေပြည်တော်ရှိစစ်ကောင်စီဥက္ကဋ္ဌယုံတပင်းဆောင်မှပြုလုပ်တဲ့ဂုံတူးဆောင်ပွဲရရှိသူတွေကိုစုချီးမြှင့်တဲ့အခမ်းအနားမှာပြောကြားခဲ့တာပါ။မြန်မာနိုင်ငံတွင်းမှာရွေးကောက်ပွဲကျင်းပနိုင်တဲ့တည်ငြိမ်မှုမျိုးမရှိဘဲဒီနှစ်အကုန်မှာအထူးရွေးကောက်ပွဲလုပ်မယ်လို့စစ်ကောင်ဆောင်ရဲ့ပြောဆိုမှုအပေါ်မှာတန်တရားဖြစ်မိတယ်လို့နိုင်ငံရေးပါ တီကောင်းဆောင်တွေကပြောပါတယ်2020ရွေးကောက်ပွဲမှာမဲစည်းရင်မှားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အာနာသိမ့်ခဲ့တဲ့စစ်ကောင်းဆောင်ကအာနာသိမ့်ပြီးတစ်နှစ်အကြာမှရွေးကောက်ပွဲလုပ်မယ်လို့ပြောဆိုခဲ့ပေမဲ့လည်းစစ်အာနာသိမ့်တက်တန်း၄နှစ်ကျော်တဲ့အထိရွေးကောက်ပွဲပြန်မလုပ်ပေးတာကြောင့်ဒီနှစ်အကုန်မှာရွေးကောက်ပွဲလုပ်မယ်လို့ပြောဆိုလာတဲ့အပေါ်မှာလည်းတန်တရားဖြစ်မိတာလို့နိုင်ငံရေးပါတီကောင်းဆောင်တွေကပြောပါတယ်မြန်မာနိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်နေပြီးအာနာသိမ့်စစ်တပ်ရဲ့နယ်မြေထိန်းချုပ်မှုနှဲပါလာတယ်လို့တိုင်းဒေသကြီးနဲ့ပြည်နယ်မြို့တွေရဲ့90 20ကျုံကိုလည်းအနာသိန်းစစ်တပ်ကဆွန့်လွှတ်ထားရတာကြောင့်ရွေးကောက်ပွဲကျင်းပနိုင်တဲ့လူကျုံရင်အာမခံချက်ရှိမနေဘူးလို့ရခိုင်မျိုးသားပါတီဥက္ကဋ္ဌဦးတာထွန်းလှကပြောပါတယ်။ DNR သိမ့်ပိုက်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့မှာမလ16ရက်ညနေကစစ်ကောင်စီတပ်ကဖုံးကြီးကျောင်းနဲ့လူနေအိမ်တွေကိုလေကျောင်းကနေဘုံကျဲတိုက်ခိုက်လို့ကိုရင်တွေနဲ့ဖုံးကြီးတွေအပါအဝင်ပြည်သူအများအပြားထိခိုက်သေးဆုံးထဏ်ရာရကြောင်း DNR ထံကသိရပါတယ်။ နောက်ချုံမြို့ကန်ကြီးလမ်းမပေါ်ကစိန်ရတနာပရိယတ်တိစာတင်တိုက်ကိုစစ်ကောင်စီတပ်က Jet Fighter နဲ့မနေ့ညနေ9နာရီခွဲလောက်မှာဘုံလီလုံးနဲ့စစ်တပ်တပ်တွေနဲ့လာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ PSLF DNR ဒရင်နဲ့ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံအမျိုးသား2ယောက်နဲ့အမျိုးသမီး3ယောက်အပါအဝင်ကိုရင်10ပါးနဲ့ဦးစင်တပါးစုစုပေါင်း14ယောက်သေဆုံးပြီးနေအိမ်နဲ့ကျောင်းဆောင်လည်းအများအပြားထိမှန်ပျက်စီးသွားခဲ့ကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်ကတရတမိုင်အနီကစစ်ကောင်စီရဲ့စစ်စလုတ်ဂိတ်စခန်းကိုမလာ၁၄ရက်ည၁၂နာရီကျော်လောက်မှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးတာဝန်ခံစီကသိရပါတယ်။စစ်ကောင်စီရဲ့စစ်စလုတ်ဂိတ်စခန်းတိုက်ခိုက်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးပြီး၃ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကအမှတ်20နှစ်ပြူဟာ3900တိဒုတိုက်ရဲ့အထူးစစ်စင်ရေးအဖွဲ့နဲ့ရန်ကုန်မြောက်ပိုင်းခရိုင်ပတ်ကဖခွဲနှစ်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ ချင်းပြည်နယ်ဖလန်းမြို့မှာချင်းပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝေအများအပြားသိမ်းဆုံးခဲ့တာအရှင်ဖမ်းထားမိသူတွေလည်းရှိတယ်လို့ချင်းပူပေါင်းတပ်ဖွဲ့တွေဘက်ကတပ်မဟာမှုတအူးနဲ့ PDF ရဲဘော်တအူးတို့ကြာဆုံးခဲ့ကြတယ်လို့ချင်းပြည်နယ်တပ်ဖွဲ့တွေစီကနေသိရပါတယ်ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့မှာမလ12ရက်ကနေ14ရက်နေ့အထိ၃ရက်တာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းချင်းပြည်နယ်တပ်ဖွဲ့ဝင်ချင်း National Defense Force CNO CNTF တမဟာအမှုစလိုင်းကျွန်ကေစီနဲ့ ZFUPDF ဇူလန်ကပ်ရေပေါ်ဇမ်ကိန်းမုံခေါ်မုံပြီးတော့ကြဆုံးခဲ့တယ်လို့ချင်းညီနောင်တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီက DVB ကိုပြောပါတယ်။ချင်းညီနောင်တပ်ဖွဲ့တွေနဲ့မဟာမိတ်တွေဟာဖလန်းမျိုးကိုတင်ပတ်ရရှိနိုင်ရေးအတွက်ပြီးခဲ့တဲ့နှစ်နိုဝင်ဘာ9ရက်ကလေးကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။တိုက်ခိုက်မှုတွေအတွင်းဖလန်းမျိုးပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်ဆွဲအထိုင်ချနေကြတဲ့ထွေအုပ်ယုံခရိုင်ရဲစခန်းမြို့နယ်ရဲစခန်းဆက်လို့ရေးယုံတွေကို ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေကသိမ်းပိုက်ရရှိထားပါတယ်။ အရခတ်တော် AA ကဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား26ယောက်ကိုပြန်လွှတ်ပေးလိုက်တဲ့အကြောင်း BSS News တင်ပြတဲ့ပုံမှာဖော်ပြပါရတယ်။ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB တက်နက်တရင်ရဲ့ညှိနှိုင်းမှုနဲ့မတ်လ15ရက်မွန်းလွဲပိုင်းမှာပြန်လည်လွတ်မြောက်လာတာဖြစ်ပြီးအဲ့ဒီနောက်သူတို့ကိုဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကတက်နက်မြန်မာကူတန်းသွားလိုက်ရေးစိတ်ခံတရားကိုပို့ဆောင်ပေးခဲ့တယ်လို့ဒုတိယဗိုလ်မှူးကြီးအရှိကာရမကပြောပါရတယ်။အဆိုပါငါးဖမ်းသမားတွေဟာအုပ်စုအသီးသီးနဲ့ဘင်္ဂလားဒေ့ရှ်ရေးပိုင်းနဲ့ထဲတင်းချ ားစီသူတို့ရဲ့လေတွေနဲ့ငါဖမ်းကြရင်မြမရေပိုင်နဲ့ထဲကိုအမှတ်ပထင်ပဲကျူးကျော်ဝရောက်မိချိန်မှာအေအေကဖမ်းဆီးခဲ့တာလို့သူက ပြောပါတယ်ဖမ်းဆီးခံကဖမ်းသမားတွေရဲ့မိသားစုတွေကဘင်္ဂလားဒေ့ရှ်နယ်ခြားဆောင်တပ် BGPC ဆက်သွယ်အကူအညီတောင်းခဲ့ကြတာဖြစ်ပြီးအေအေနဲ့ဆက်သွယ်ဆွေးနွေးပြီးတဲ့နောက်မှာပြန်လည်လွတ်မြောက်လာခဲ့တာလို့သတင်းမှဖော်ပြပါတယ်